Morgan Freeman သူ့ကိုသိကြတယ်မလားသူ့ကိုရုပ်ရှင်သမိုင်းတစ်လျှောက်အောင်မြင်ဆုံးဇာခားတိုင်းလိုလိုမှာခဏခဏမြင်ရလိမ့်မယ်စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့ဇက်ကောင်တိုင်းကိုကြည့်လိုက်ရင်လေသမနာဖြစ်ရင်ဖြစ်ဟုတ်ရင်နတ်ဖျားဖြစ်နေတယ်တော့အဲ့လိုမှမဟုတ်ဘူးဆိုရင်လေတနေရရမှာဆရာဆရာကြီးဖြစ်နေတယ်လေဗျာဒါပေမဲ့သူဘာကြောင့်ဒီလိုဇက်ကောင်တွေမှာတရုပ်ဆောင်ရတာလဲဆိုတာတော့သူမှမသိကြဘူးဒါဆိုရင်တော့ခုဗီဒီယိုထဲမှာ Morgan Freeman ဆိုတော့သူလေ အကောင်ကြီးကြီးစက်ကောင်တိုင်းရဲ့နောက်ွယ်မှာ Morgan Freeman ရှိနေတဲ့အကြောင်းရင်းလူတွေမသိသေးတဲ့ Morgan Freeman ရဲ့ဘဝဆက်ကြောင်းတွေအပြင်တခြားသူ့ရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုလေ့လာကြည့်လိုက်ကြရအောင် Hello I'm Morgan Freeman Here's the video we made by Morgan Freeman Morgan Freeman ဆိုတာကဆယ်စုနှစ်ပေါင်းများစွာပြည်သက်တွေအတွက်သူ့ရဲ့လေးစားစရာကောင်းတဲ့ဇက်ကောင်တွေနဲ့လမ်းပြပေးနိုင်ပြီးတရုတ်ဆောင်ကောင်းတယောက်ဆိုတာထက်ကိုပိုတဲ့သူတူပါပြီးရင်သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အတန်ကလည်း လူရိုင်းရဲ့ရင်ထဲကိုရောက်ခဲ့တယ်။သူ့အတန်ကြားလိုက်ရင်ပဲဒါ Morgan Freeman ဆိုတာကို တန်းတီလောက်တဲ့အထိအတန်ရဲ့လွှမ်းမိုးမှုက ကြီးမားခဲ့ပါတယ်။တကယ်ဆိုတရုတ်ဆောင်တယောက်ရဲ့အတန်ကိုမှတ်မိနေဖို့ဆိုရင်အဲ့ဒီမင်းသားတအားချောရင်ချောမချောရင်တော့မှကိုယ်အမြဲကြည့်နေကြမင်းသားဖြစ်မှာပဲရမယ်။ဒါပေမဲ့ Morgan Freeman ကတော့သူ့ရဲ့တရုတ်ဆောင်ချက်တွေကြောင့်လူကြီးလူငယ်ကြားမမရွေးရုပ်ရှင်ကြိုက်တဲ့သူတိုင်းသူ့ကိုမကြိုက်တဲ့သူဆိုတာမရှိပါဘူး။ Morgan Freeman ရဲ့အသက်ကအခု2025ဆိုရင်88နှစ်ဖြစ်နေပြီတော့ သူ့ကို1938ခုနှစ်ဇွန်လမှာပဲ Tennessee ပြည်နယ် Memphis မှာမွေးတာပါ။စပင်ညက်စရာဖားခင်နဲ့မိခင်ဖြစ်သူចောင်းစရာမတို့ကမွေးဖွားခဲ့ပေမဲ့နောက်ပိုင်းမိဘနဲ့ရောကွာရှင်းခဲ့တာကြောင့်ဖွားဖြစ်သူနဲ့နေခဲ့ရပါတယ်။သူ့စီမှာငငယ်ကလေးကဘုပညာပါရမီပါလာပြီးသားလို့ပြောလို့ရတယ်။ငယ်ဘဝကလေးကเจ้าရဲ့ပြဇာတ်တိုင်းမှာသူကနာမည်အကြီးဆုံးပဲ။နောက်ပိုင်းအထက်တန်းကိုရောက်တော့ Broad Street High School တက်ခဲ့တယ်။တက်ခဲ့တဲ့အချိန်မှာလဲ drama အတန်းကိုတက်ပြီးတရုပ်ဆောင်တဲ့အတွေ့အကြုံတွေကလည်းပိုရလာခဲ့ပါတယ်။ ဒါပေမဲ့အထက်တန်းပြီးတဲ့အချိန်မှာတော့တက္ကသိုလ်ဆက်မတက်ပဲလေတက်သေးကိုဝင်ပြီး၄နှစ်လောက်လှုပ်လှုပ်ခဲ့ပါတယ်။၄နှစ်ပြီးတဲ့အချိန်မှာတော့ Morgan Freeman ဟာလူပညာလောကတွေကိုစပြီးခြေချလာခဲ့ပါပြီ။တရုတ်ဆောင်လောကတွေကိုဝင်နိုင်ဖို့ Los Angeles မှာတရုတ်ဆောင်သင်တန်းတွေတက်ခဲ့တယ်။တကယ်လဲတရုတ်ဆောင်လောကတွေကိုဝင်နိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာ1960ခုနှစ်လောက်ကိုတော့ရောက်နေပြီဗျာ။သူတရုတ်ဆောင်လောကတွေကိုဝင်ပြီးတဲ့နောက်ပိုင်းပထမဆုံးပွဲဥထွက်ကတော့ The Phone Broker ဆိုတဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့ဇက်ဆောင်တို့ဇက်ပိုးတို့လိုမျိုးအရေးကြီးတဲ့ဇက်ကောင်တွေဟုတ်မနေခဲ့ဘူး။အဲ့ဒီကားထဲမှာလမ်းပေါ်ကလူတယောက်အနေနဲ့ပဲတရုပ်ဆောင်ခဲ့ရတာ။ပြောရရင်ရုပ်ရှင်တွေကဖျက်ရှောက်တယောက်ပဲပေါ့ဗျာ။ဒါပေမဲ့ဒီလောက်က Morgan Freeman ကို Hollywood ရဲ့အအောင်မြင်ဆုံးနဲ့ဩဇာအရှိဆုံးတရုပ်ဆောင်တစ်ယောက်ဖြစ်လာစေမယ်လမ်းစာပါပဲ။ဒါပေမဲ့ Hollywood ဆိုတာကတရုပ်ဆောင်ကောင်းတဲ့နာမည်ကြီးမင်းသားချောချောတွေအများကြီးရှိနေတော့ Morgan Freeman လို့ရုပ်ဆိုးဆိုးလူတယောက်ကသူတို့ကိုကြော်နိုင်ဖမလားဆိုပြီးတွေးမိသွားမလား။ ဒီလိုတွေးတာကလည်းမှားတော့မမှားပါဘူး။ဘာလို့လဲဆိုတော့ဒန်ဇယ်ဝါရှင်တန်တို့တွမ်ဟန်တို့လိုလူတွေလည်းအများကြီးရှိနေသေးတာ။ဒါပေမဲ့ဟောလိဝုဒ်ကအောင်မြင်တဲ့မင်းသားမင်းသမီးတိုင်းမှာတယောက်နဲ့တယောက်လုံးဝမတူတဲ့ထူးခြားချက်တွေရှိနေတယ်။မော်ဂန်ဖရီးမန်းကလည်းအဲ့လိုလူတွေတဲကတယောက်ပဲ။သူတရုတ်ဆောင်ထားတဲ့ဇာတ်ကားတွေမှာတခြားတွမ်ဟန်တို့ဘရက်ဖစ်တို့တရုတ်ဆောင်ကရင်တော့မော်ဂန်ဖရီးမန်းပေးတဲ့ taste လိုမျိုးမပေးနိုင်ဘူးဗျာ။ဒီလိုပြောလို့ဂျန်တဲ့သူတွေကသူ့လောက်မကောင်းတာလားဆိုရင်တော့မဟုတ်ဘူး။ ဂျန်တဲ့သူတွေမှာလည်းသူ့အာသာဂျန်တဲ့သူရှိနေပြီးသားပါဥပမာပြောရရင်မော်ဂန်ဖရီးမန်ရဲ့အကောင်းဆုံးရုပ်ရှင်တွေကတခု လူဖြစ်လာတယ်ဆိုရင်တသက်မှာတစ်ခေါက်လောက်တော့ကြည့်ကိုကြည့်ဘူးသင်းတဲ့ရုပ်ရှင် Shawshank Redemption ကိုပဲကြည့်ဒီရုပ်ရှင်တွေကမော်ဂန်ရဲ့ Red ဆိုတဲ့ဇက်ကောင်နေရာမှာတခြားသူတစ်ယောက်ကိုထည့်ပြီးမြင်အောင်ကြည့်ကြည့်ဗျာဘလို့မှလိုက်ဖက်နေမှာမဟုတ်ဘူးဒီဇက်ကောင်ကမော်ဂန်ဖရီးမန်တယောက်ထဲအတွက်ဖြစ်လာတယ်လို့မျိုး သူ့ရဲ့ဇက်ကောင်ကိုအကောင်းဆုံးပုံဖော်ထားတာပါပြီးရင် Brave နဲ့အတူတူသွဲတရုပ်ဆောင်ထားတဲ့7 အဲဒီဆိုတဲ့ဇက်ကောင်နဲ့အော်စကာရခဲ့တဲ့မီလီယံဒေါ်လာပေးပြီဒီရုပ်ရှင်တွေကမော်ဂန်ဖရီးမန်နေရာမှာတခြားဘသူမှအစားထိုးလို့မရနိုင်တာတွေမျိုးပါအစားထိုးလို့မရတဲ့အထဲမှာလည်းအဲ့ဒီဇက်ကောင်တွေကိုလွှမ်းမိုးထားတဲ့သူ့ရဲ့အတန်ကလည်းတခုအပါဝင်ပါပဲတခြား generation တူတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Denzel Washington, Robert De Niro, Samuel L. Jackson တို့မှ Morgan Freeman လိုမျိုးအတန်ဩဇာမရှိသလိုအခုနောက်ပေါက် generation မှာလည်းသူ့လိုအတန်ရှိတဲ့သရုပ်ဆောင်မျိုးအခုချိန်ထိပေါ်မလာသေးပါဘူးဒါကြောင့်လည်း 2016တုန်းကဆိုရင် Morgan Freeman ရဲ့အတန်ကို GPS navigation လမ်းပြအတန်တစ်ခုအနေနဲ့တောင်ထည့်ပြီးသုံးခဲ့တာမျိုးရှိတယ်ဗျာမိတ်ဆွေတို့သိမသိတော့မသိဘူးအဲ့ဒါကြောင့်ပဲအကောင်ကြီးကြီး character တွေမှာဆို Morgan Freeman ကိုပဲမြင်ရလိမ့်မယ်အကောင်ကြီးကြီး character ဆိုတာကလည်းနဖျားတို့တမရတို့အဲ့လိုမျိုးတွေပေါ့ဗျာအဲ့ဒီရုပ်ရှင်တွေကအကောင်ဆုံးတွေကတစ်ခုဖြစ်တဲ့ Angel Has Fallen မှာဆိုရင်တမရကြီးအဖြစ်သရုပ်ဆောင်တယ်အဲ့ဒီရုပ်ရှင်မတိုင်ခင်ထွက်ခဲ့တဲ့ရှေ့က Lander Has Fallen မှာလဲသူ့ရဲ့အတန်ကိုထည့်သုံးတာမျိုးတွေလုပ်ခဲ့တယ် ောက်ထပ် T Impact ရုပ်ရှင်မှာလဲသူကသမရပဲနဖျားရုပ်ရှင်နေလဲမှာဆိုရင် James Curry နဲ့ရိုက်တဲ့ Bruce Almighty အဲ့ဒီကဆိုရင်ကတော့မသိတဲ့သူတယောက်မှကိုရှိမယ်လို့တော့မထင်ပါဘူးဗျာအဲ Bruce Almighty ပြီးတော့နောက်ဆက်တွဲထွက်လာတဲ့ Events Almighty မှာပါထပ်ပြီးတော့နဖျားအဖြစ်နဲ့တရုပ်ဆောင်လာသေးတယ်အဲ့ဒါကြောင့် Morgan Freeman ဆိုရင်ဩဇာအာဏာကြီးတဲ့သူတယောက်အဖြစ်နဲ့မြင်ရတာများတယ်ပြီးတော့ Director တွေ Producer တွေအားသူ့ရဲ့တည်ငြိမ်ပြီးဩဇာရှိတဲ့တရုပ်ဆောင်ပုံကိုလည်းတော်တော်လေးသဘောကျတယ် ဒီလိုမျိုးတွေပြောလို့ Morgan Freeman ရဲ့ထူးခြားချက်ကဒီတရုတ်ဆောင်လာနဲ့အတန်တခုတည်းလားဆိုရင်တော့လေမဟုတ်ပြန်ဘူးရုပ်ရှင်လောကကတရုတ်ဆောင်နေဆိုတာလူမှုအရှုပ်ထုပ်တွေတွေးခေါ်ပုံတွေနဲ့အချင်းစာရိတာဘောင်းဆောင်ရှိတတ်ကြပါပဲ Morgan Freeman ကြတော့သူတရုတ်ဆောင်နဲ့ဇက်ကောင်တွေတဲကလိုပဲလူရိုးလူဖြောင်ပြီဗျာဒါကြောင့်လေ production company တွေကသဘောကျကြတာသူ့ရဲ့တွေးခေါ်တွေနဲ့စိတ်နေစိတ်ထားတွေကလေးစားစရာကောင်းလို့လေအဲ့ဒီထဲမှာထူးဆန်းတာနှစ်ခုရှိတယ်ပထမဆုံးတစ်ခုကတော့ ျွန်တော်တို့ screen ပေါ်မှာမြင်နေကြ Morgan Freeman မှာရှိနေပြီပဲလူတိုင်းသတိမထားမိတဲ့အချက်သူကိုယ်တိုင်ကလည်းလူသိရှင်ကြားထုတ်မပြောတာကြောင့်လေလူသိမသိတာလို့ပြောလို့ရပါတယ်အဲ့ဒါကတော့သူအမြဲတမ်းပန်ထားတဲ့သူ့ရဲ့နှကွင်းပါပဲသတင်းတွေပွဲတဲ့တွေတိုင်းမှာ Morgan Freeman ကိုအဲ့ဒီနှကွင်းနဲ့တွေ့ရလိမ့်မယ်အဲ့နကွင်းဝစ်ထားတာကသူသာတနေရရမှလူမသိသူမသိနဲ့တေဆုံးသွားတာမျိုးဆိုရင်သူ့အတွက်အခောင်းဝယ်ဖို့အတွက်ဒီလိုမျိုးဝစ်ထားတာပါလေဗျာဒါဟာသင်္ဘောသားတွေစီကစဉ်သက်လာတဲ့ရှေးကြတဲ့ဒလေးတစ်ခုပါပဲ ဘယ်နေရာမှာပဲသူတို့ရဲ့နောက်ဆုံးခီးကိုဆုံးပါလေသူတို့ကိုတည်တည်ချာချာတကြိုပေးနိုင်ဖို့ဒီရွှေတွေကပဲအာမခံချက်ပေးနိုင်တယ်ဆိုပြီးသူတို့ကယုံကြည်ခဲ့ကြတယ်ဒါပေမဲ့ဒီလိုဝစ်စင်ဖို့အတွက်စိတ်ကူးစိတ်တန်းကအလားပါကနေလဲလာပါတယ် The Crimson Pirates ဆိုတဲ့ရုပ်ရှင်ထဲမှာတရုတ်ဆောင် Brad Lancaster ကပင်လယ်ဓားမြသင်္ဘောသားတယောက်ပေါ်တဲ့တရုတ်ဆောင်နေတဲ့အချိန်မှာလကွင်းတက်ထားတာကိုတွေ့ပြီးတော့ Freeman ဟာအဲ့ဒီပုံစံကဆွဲဆောင်မှုရှိတယ်ဆိုပြီးထင်ခဲ့ရတာနဲ့စိတ်ကူးရခဲ့တာပါဒါကလက်တွေ့ကြမှု ဒလေထုံးတန်းနဲ့ဟောလိဝုဒ်ရဲ့တရုပ်ဆောင်မှုတို့ကိုပေါင်းစပ်ထားပြီးသူ့ဘဝရဲ့ပုံနဲ့ဆိုင်တဲ့အစိပ်ပိုင်းဖြစ်တဲ့ပင်လယ်ပြင်နဲ့ချိတ်ဆက်ပေးထားပါတယ်။ဘာဆိုင်လို့ပင်လယ်ပြင်နဲ့ချိတ်ဆက်ရတာလဲလို့စဉ်းစားနေတယ်မလား။ဘာကြောင့်လဲဆိုတော့ Morgan Freeman ကရွက်လီစီးရတာကိုဝါသနာပါပြီး Caribbean ပင်လယ်မှာမကြာခဏရွက်လီနဲ့ပဲခီးသွားနေတယ်လို့ပါပဲ။သူကပင်လယ်ကိုအရန်သဘောကျတဲ့သူတစ်ယောက်လည်းဖြစ်နေပါတယ်။ကျွန်တော်တို့က Morgan Freeman ကိုဖန်သားပြင်ပေါ်မှာပဲတွေ့ရတတ်ပေမဲ့သူ့ရဲ့တကယ့်ဘဝကပင်လယ်ကြီးပါပဲ။ ါကတခြားနာမည်ကြီးပြီးချမ်းသာတဲ့သူတွေလို့အပျော်ရမ်းဝါသနာမျိုးမဟုတ်ခဲ့ပါဘူး။သူက1969ခုနှစ်ကလေးကရွက်လွင့်ခဲ့ပြီး Cape Cod ကနေ Nova Scotia ထိခရီးရှည်ကြီးတွေကိုထွက်ခဲ့ပါတယ်။ Morgan Freeman အကြောင်းကိုပဲအားပါးတရပြောနေလိုက်တာ။သူ့ရဲ့အအောင်မြင်ဆုံးစကားအကြောင်းကိုတော့ပြောဖို့မေ့သွားတယ်။ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့က Morgan Freeman ဆိုတာနဲ့ဘေးစကားကိုပြင်းပြင်းမိကြလေ။ကျွန်တော်တို့ကတော့ Shawshank Redemption ပါပဲ။ဒီစကားမှာသူ့ရဲ့တရုပ်ဆောင်ကောင်းတာကြောင့်လည်းပါတယ်လို့ နောက်ွယ်ကလူတယောက်ကြောင့်လည်းပါပါတယ်။ဒါကြောင့် Morgan Freeman ရဲ့အောင်မြင်မှုအကြောင်းပြောရမယ်ဆိုလို့ရှိရင် Shawshank Redemption ရဲ့ပဲ့ကန်ရှင် Stephen King ကိုမျက်ကွယ်ပြုထားလို့မရပါဘူး။ဒီဇလန်အောင်မြင်ရတယ်ဆိုတာကလည်းသူ့ရဲ့ရေးသားကောင်းနေလို့ပါပဲ။သူကစာရင်းတေချာကိုကြာကြာနာနာ ဖွင့်စည်းပြီးရေးတတ်တယ်။ကိုအနေနဲ့လဲစတီဗန်ကင်းလိုဝတ္ထုတွေရေးရတာဝါသနာပါတယ်ဆိုရင်သူ့ရဲ့စာရင်းနည်းတွေကိုလေ့လာဖို့ရှင်နှုတ် application တွေက on writing ဆိုတဲ့စာအုပ်ကိုဖတ်လို့ရပါတယ် ဒါကသူကိုယ်တိုင်ရေးသားခဲ့တဲ့စာရေးနည်းပညာတွေပါပဲ။ပြီးတော့ရွှေနှုတ်ကဒီလာထဲမှာ subscription ဝယ်တဲ့သူတိုင်းကိုသိန်း250ကျော်ငွေသားနဲ့စုမဲတွေမဲဖောက်ပေးမှဖြစ်လို့ subscription ဝယ်မယ်ဆိုရင်ဒီလာထဲမှာသွားပြီးဝယ်ဖို့တိုက်တွန်းလိုက်ပါတယ်။ပြီးတော့ YouTube ကပရိသတ်တွေအတွက် YouTube ကနေတွေးလို့လာဝယ်တာပါလို့ပြောလိုက်ရင်လည်း short သေးတွေပို့ပြီးပေးအောင်ပါနော်။ဆိုတော့ဗီဒီယိုကိုပြန်ဆက်ရရင် Morgan Freeman ကပင်လယ်ကိုဘာကြောင့်သဘောကျတာလဲဆိုတာနဲ့ပတ်သက်ပြီးဆက်ပြောရမှာပါ။သူက ပင်လယ်မှာရွက်လွင့်နေဆိုတာကတကယ်လက်တွေ့ဘဝအခက်ခဲတွေကိုရင်ဆိုင်ရတာနဲ့တူတယ်လို့ပြောတယ်။ပင်လယ်ပြင်မှာရွက်လွင့်ရတာကစိန်ခေါ်မှုတစ်ခုဖြစ်တဲ့အပြင်သူတို့လိုသရုပ်ဆောင်တွေအတွက်လက်တွေ့ဘဝမှာ challenge ဖြစ်တဲ့အလုပ်တွေမလုပ်ရင်ဘဝကတန်ဖိုးမရှိဘူးလို့သတ်မှတ်ထားပါတယ်တဲ့။ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကသူ့ရဲ့စိန်ခေါ်မှုတွေကိုထပ်မလုံနိုင်တော့တာပါ။၂၀၀၈ခုနှစ်မှာပြင်းထန်တဲ့ကားမတော်တဆတစ်ခုကြောင့်သူ့ရဲ့လက်မောင်းရုံချိုးပြီးလက်နဲ့လက်မောင်းကြမှာရှိတဲ့အာယုံကြောတွေကပျက်စီးသွားခဲ့ပါတယ်။ဒီတန်ရာကြောင့်ပဲ သူ့ရဲ့43မိရှိပြီးရွက်တိုင်နှစ်တိုင်ပါတဲ့ရွက်လီကြီးကိုမထိန်ချုံနိုင်တော့ဘူးတဲ့တေယောဆောင်တာတွေပင်လေကိုသဘောကျတာတွေအပြင်အခုနားထောင်နေတဲ့လူတိုင်းထင်မှားတာတခုရှိပါသေးတယ်အဲ့ဒါ Morgan Freeman က Futures of Life Institute FLI မှာသိပ္ပံအကြံပေးတယောက်အဖြစ်နဲ့စီရင်သွင်းခံထားရတယ်ဆိုတာပါပဲ FLI ဆိုတာလူသားမျိုးတွေကိုမျိုးတုံးစေနိုင်တဲ့အန္တရာယ်တွေကိုရှော့ချဖို့အဓိကအာရုံစိုက်ထားတဲ့အချိုးမြတ်မယူတဲ့သူတည်တနာအဖွဲ့အစည်းတစ်ခုပါပဲပြောရရင် သူတို့ရဲ့အဓိကအာရုံစိုက်မှုကတော့အစင်းမြင့်ဉာဏ်ရည်တူ AI ကနေလာနိုင်တဲ့အန္တရာယ်တွေပါပဲအဲ့ဒီ FLI မှာ Elon Musk နဲ့သိပ္ပံဆက်သွယ်ရေးပညာရှင် Alan Alda တို့လည်းအလုံးလုံးနေတာမျိုးတွေရှိပါတယ်ပြီးရင်လက်ရှိမျက်မှောက်ခဲ့ရဲ့လူသိအများဆုံးသိပ္ပံပညာရှင် Stephen Hawking လည်း Morgan Freeman လိုမျိုးပဲ FLI မှာအလုံးလုံးခဲ့တာပါတဲ့ဒီလိုမျိုးတွေကိုကြည့်ရင်သူ့ရဲ့စိတ်ထားတွေအတွေးခေါ်တွေကလေးစားစရာကောင်းနေပေမဲ့အောင်မြင်မှုဆိုတဲ့အရာသူ့စီရောက်လာခဲ့တာကတော့ နောက်ကျခဲ့ပါတယ် Street Smart ဆိုတဲ့ရုပ်ရှင်နဲ့ပထမဆုံးအချိန် Oscar စကားတင်စဝင်တဲ့အချိန်မှာသူ့ရဲ့အသက်က90ရှိနေပါပြီအဲ့ဒီမတိုင်ခင်မှာတော့ Morgan Freeman ရဲ့ဘဝကရုန်းကန်မှုတွေနဲ့ပဲပြည့်နေခဲ့ပါတယ် Los Angeles ကိုတရုတ်ဆောင်လုပ်ဖို့ရောက်လာတဲ့အချိန်မှာစင်းရဲလုံးလို့ပတ်စံပြက်ပြီးထမင်းကြီးပဲစားခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့တယ်အသက်ဆက်ရှင်နိုင်ဖို့အတွက်အလုပ်မျိုးစုံကိုလုပ်ခဲ့ရတယ်တပတ်ကို49ဒေါ်လာပဲရတယ်စားတော့ဆိုင်မှာပါလုံးလုံးခဲ့ပူးပါတယ် အဲ့ဒီအချိန်မှာအောင်မြင်နေတဲ့တရုတ်ဆောင်မိတ်ဆွေတယောက်ကသူလှုပ်လှုပ်နေတာကိုမြင်သွားမှရှက်လို့ကောင်တာအောက်မှာပုန်းခဲရတယ်လို့သူပြန်ပြီးပြောပြပူးခဲ့တယ်။ဒီလိုမျိုးတွေသိရတော့ Morgan Freeman ရဲ့ဘဝဟာအောင်မြင်ဖို့အတွက်အရှုံးမပေးဘဲစူးစမ်းခဲ့တဲ့ဇွဲလုံးလားတွေကိုမြင်နိုင်လောက်မယ်လို့ထင်တယ်။ဒီလိုမျိုးဇွဲလုံးလားတွေနဲ့သူဖြစ်ချင်တဲ့တရုတ်ဆောင်ဘဝကိုရအောင်စူးစမ်းနိုင်ခဲ့ပေမဲ့အစာပိုင်းတုန်းကသူ့ရဲ့အိမ်မကတရုတ်ဆောင်တယောက်ဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး။အပေါ်မှာသူတက်ကတူမတက်ပဲလေးတက်သေးဝင်ခဲ့တယ်လို့ပြောတာကိုမှတ်မိလောက်မယ်ထင်ပါတယ်။ ဟုတ်ပါတယ်သူ့ရဲ့အိမ်မက၄ရင်မှုတယောက်ဖြစ်ဖို့ပါပဲဒါပေမဲ့လေတက်ထဲရောက်တဲ့အချိန်မှာရေဒါဆက်ပြင်စရာတယောက်ဖြစ်ခန့်ခဲ့တာကြောင့်လေးနှစ်နီးပါးလောက်ကြာတော့အဲ့ဒီကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့လက်လျှော့လိုက်တာတော့မဟုတ်ဘူးနော်ခု तू အောင်မြင်တဲ့အချိန်မှာပိုင်လော့တယောက်ဖြစ်ဖို့ထက်စူးစမ်းရင်းနဲ့သူ့အသက်65နှစ်မှာလေရင်မှုတယောက်အနေနဲ့ဖြစ်လာခဲ့ပါတယ်ဆိုတော့ခုပြောပြသွားတာတွေက Morgan Freeman ရဲ့အောင်မြင်မှုတွေအကြောင်းနဲ့သူ့ရဲ့အများနဲ့မတူပဲထူးခြားနေတဲ့အချက်တွေကိုပြောပြပေးသွားတာပါဒီအကြောင်းတွေကိုနားထောင်လိုက်ရင် မော်ဂန်ဖရီးမန်ရဲ့စိတ်နေစိတ်ထားတွေနဲ့တွေးခေါ်ပုံလေထူးခြားတဲ့တရုပ်ဆောင်မှုတွေအကြောင်းကိုမြင်နိုင်လောက်မယ်ထင်တယ်။ဒါကြောင့်မော်ဂန်ဖရီးမန်အကြောင်းကိုနားထောင်ရင်ကျွန်တော်အနေနဲ့သင်ခန်းစာရမိလိုက်တာ၃ခုရှိတယ်။အဲ့ဒါတွေကနံပါတ်၁စူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်နဲ့။နံပါတ်၂ဇွဲလုံးလောက်ကိုသာကောင်းကောင်းအသုံးချတတ်ရင်အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်လိမ့်မယ်။နံပါတ်၃ကိုယ့်စီကိုရောက်လာတဲ့စိန်ခေါ်မှုတွေကိုရေရဲကြီးလက်ခံနိုင်တဲ့တတ်သည့်ရှိရမယ်။စတာတွေပဲဖြစ်ပါလေ။ဒါဆိုရင်ခုပြောသွားတဲ့မော်ဂန်ဖရီးမန်အကြောင်းနဲ့ပတ်သက်ပြီး ဘလို့ထင်မိကြလဲ Morgan Freeman ရဲ့ဘယ်အချက်တွေကိုသဘောကျတာလဲကိုသဘောကျဆုံး Morgan Freeman ရုပ်ရှင်ရှိရင်ကောမန့်မှာလည်းမျှဝေပေးနိုင်ပါတယ် Channel App ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်းလို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမေးမြန်းနိုင်ပါတယ်ရှင်